ရီးအတွက် MV ကတော့အဲ့လောက်ထိမခက်ခဲဘူး။ဒါပြီးခဲ့တဲ့နှစ်ကတပွဲပဲရှုံးထားတဲ့အနေထားတော့တွေ့ရတယ်။ဂျန်နဲ့နှစ်တွေမှာဆိုရင် MV လာပြီးတော့ရလကောင်းရှိသွားတယ်။မင်္ဂလာပါကိုရေလင်းထွန်းရေမင်္ဂလာပါကိုကျူရေဟုတ်ကဲ့ပါဆိုတော့ဗောနော်ဒါဒီတစ်ပတ်မှာဆိုလို့ကျွန်တော်ကျွန်တော်ဂျာရဲ့ထဲမှာတကယ်ကိုချန်ပီယံလीဗောနော်ဒါပွဲကြီးပွဲကောင်းပွဲစဉ်ရှိတယ် ဒါတကယ်ပြောမယ်ဆိုလို့ရှိရင်တော့ဆမ်ပီယလီရဲ့အစင်လာကြီးတဲ့အသင်းနှစ်သင်းပေါ့နော်ဒါလီဗာပူးနဲ့ရီရဲ့ပိုတိုမနဲ့နှစ်နာရီခွဲမှာကစားမယ့်ပွဲပေါ့လေနော်အဲ့တော့ဒီပွဲမှာဘယ်အသင်းကရလက်ကောင်းရအောင်လဲဆိုတော့လေစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ပရမောဆုံးနေတဲ့အေရှန်လီဗာပူးဘက်ကနေကျွန်တော်တို့စီစီရဲ့ထုံးစံအတိုင်းကိုရဲလင်းတို့ရဲ့အမြင်လေးနေပေါ့နော်ဒါဆက်လိုက်ရှင်ပါတယ်ဗီလာနဲ့ပွဲနိုင်သွားတာကဒီ slot ကိုတော်တော်လေးပေါ့ပါအသက်ရှူချောင်ပြေပေါ့နော် ဒီဗီလာနဲ့ပွဲမှာဆိုတော့တို့လူထုပ်ပုံရောဒီအတင်းလိုက်ကစားပုံရောကျွန်တော်ကတော်တော်လေးကောင်းနေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ခင်းရှိလဲဒီပွဲမှာခင်းရှိလဲရသွားတာပေါ့နော်အဲဒီနေရာမှာကျွန်တော်တို့ကဒီဒီယာရီမှခေါ်ထားတဲ့ကာဂတ်တို့ဖလော်ရန်ဘတ်တို့အီဇတ်တို့လည်းမပါလည်းမပါအောင်အတင်းရဲ့ကစားပုံကတက်လာတာကိုလည်းကျွန်တော်တွားပြီးတော့တွေ့ရတယ်ရောဘတ်ဆန်နဲ့ကာဂတ်ကြောင်းကဒီကွာချောင်းမှုကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်ဒီရောဘတ်ဆန်ကညာအေးဒီကနေ့ပွဲမှာကစားသွားတော်တော်လေးဥမှာကောင်းနေပြန် ။ passes ဆိုလည်းအတက်ကွန်လိုက်ပြီးတော့ဆက်ပြီးရယ်။ပြီးွားရင်ဘောလုံးပြတ်သွားလို့ပြန်ဆင်းပြီးဆိုရင်လည်းထောက်လျှောက်ကိုပြန်ပြီးတော့ရုံးပြီးတော့ဆင်းတာပေါ့နော်။အဲ့လိုပုံစံမျိုးမြင်ခဲ့ရတယ်ပေါ့နော်။အဲအတင်းရဲ့ကစားပုံကိုပြန်ပြီးကြည့်မယ်ဆိုရင်လည်းဒီသူတို့ဒီလီဗာပူးကပေါ့နော်။ဒီဘောလုံးမရှိတဲ့အခြေအနေမှာဆိုရင်တော့တန်းကိုတက်နိုင်တယ်များ၃ယောက်ပေါ့နော်။ရှိနေတဲ့ပုံစံမျိုးဖြစ်အောင်သူတို့သွားတယ်ပြီးတော့အတင်းရဲ့ကစားပုံကိုလိုချဲထားတယ်မျိုးပေါ်နေနဲ့ချုံလိုက်တယ်ပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့ကစားမတယောက်ကပါလိုက်ပြီးကာပါပေးရဲ့အခါမှာလုံခြုံမှုရှိရဲဆိုတော့ပုံစံမျိုးလေးတော့ ဖြစ်သွားရဲပေါ့နော်ဒါပေမဲ့လေလိုအပ်ချက်လေးတွေကတော့ဒီလိုပါဘူးတင်းမှာတော့မြင်တွေ့နေရသေးပေါ့အဓိကတက်စစ်ပိုင်းမှာလိုအပ်ချက်လေးတွေကတော့မြင်ရသေးပေါ့နော်နောက်တစ်ချက်ကကြတော့အားနဲ့ချက်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီဘောလုံးဆွဲပြေးလာပြီဆိုရင်ဝင်မထောက်ပဲနဲ့အဲ့လိုမျိုးပေးကန်တာပေါ့နော်အလို့ကြီးရေးပေးကန်ဒါမျိုးကကြတော့ဒီအမ်ဘာပေလိုကြွေတက်နေတဲ့ကစားမရှိနေတဲ့အခါမှာဆိုရင်တော့ဒါတွေကသတိထားရမယ်ပေါ့နော်ဒီချယ်ဆီနဲ့ပွဲမှာလည်းကိုင်ဆဲတို့အဲ့လိုပုံစံနဲ့ပဲတွင်းသွားတာပဲ ဒါမျိုးလေးတွေတော့ဒီလိုပွဲစဉ်နေမှာပေါ့နော်ပွဲတစ်ပွဲအနိုင်ရှုံးကဒီလိုချီနေနေရစကားပြောရတယ်ပေါ့နော်ဒါမျိုးတော့အားရစလောက်နေနဲ့ပြင်ဆင်တင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့ဘာဘူးကတော့ဒီလိုပုံစံပဲဖေးကန်နေတာပဲအသာပုံကိုကြည့်မယ်ဆိုရင်တော့ real ကတော့ဒီအလေကနေသွားရတဲ့ဆိုင်တောင်တန်ဘက်ကဘေးဘက်တွေကနေပေါ်လုံးကိုသွားတယ်ပေါ့နော်အဲ့တော့လီဗာပူးဘက်မှာဆိုရင်ဒီကပ်ပိုရောဆာလာတို့ရောဒီအရင်ပေါ်ရတဲ့ဆိုင်ပေါ့နော်ခံစစ်ကိုပို့ပြီးတော့ကုပေးနိုင်ဖို့တော့ပြင်ဆင်တင်တယ်ဒါကျွန်တော်ရဲ့အမြင်ပါပဲပြင်ဆင်တင်တယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်ချက်ကကျတော့ဒီ ဝီရဲ့ဘက်မှာဆိုရင် အာတာဂူလာကိုတော့ဒီတာဂတ်ထားပြီးတော့ဗောနော်ဒီဆော်ဘိုစလိုက်မဲ့ဖြစ်ဖြစ်ဗောနည်းလေးဝူရှူဝါလုံးလိုက်မယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်အာတာဂူလာဘာဖြစ်လို့လဲဆိုတော့ဒီဖွဲကြီးတွေကြောင့်နည်းနည်းလေးပြာတတ်တယ်ဆိုတော့ပုံစံမျိုးကိုကျွန်တော်မြင်ရတယ်ဗောဒီနေရာဒီမှာနှစ်ဖွဲလောက်ဒီသွေးနှုတ်ပြာနေတယ်အတင်းကြီးတွေ့ပြီဆိုတော့မကောင်းလားဆိုတော့ကောင်းတယ်ဒါရင်ရင်းကစားပြီးဆိုတော့အဲ့လိုပြာတယ်လို့ရှိရတယ်เนาะကျွန်တော်ကတော့ဒီအာဗီမှာလည်းကဲအားမှာလည်းဖြစ်တယ်အဲလက်ရှိပေါ့နော်ဒီဗီလာနဲ့ပွဲကအထိုင်ပုံစံတိုင်းလေးပဲသွားမယ်ဆိုရင်အဆင်ပြေတော့တယ် ကွန်းလေကလည်းဘယ်လိုပြောရလဲဒီကာတိကျောင်းကတော့ training ပြန်ဆင်းနေပြီဗောနော training ပြန်ဆင်းနေပြီဆိုတော့ကာတိကျောင်းကိုတော့ခေါ်အားခေါ်အားမလာဘူးဒါမျိုးလေးတော့ကျွန်တော်ချက်တော့စောက်ကြည့်ရမယ်အဲဒီတိုင်းဆိုရင်ဒီဒီလာနဲ့ပွဲကကွန်းလေပေါ်တယ်ဆိုရင်တော့အချိန်တစ်ခုကြာရင်တော့ဒီကွန်းလေကကြာသွားနိုင်တယ်ဗျအဲ real madrid ကွန်းလေကစားအားနဲ့ပွားပြီးတော့ရှင်းမယ်ဆိုတော့ကြာသွားနိုင်တဲ့ပုံစံမျိုးလေးတော့ရှိရဲဒါမှမဟုတ်စောစီးဗောနော်ဒီရက်လက်ပိုင်းရအသာသေးယူရနိုင်တော့ပိုကောင်းတယ်ကျွန်တော်ကတော့ဘယ်လိုပြောရမလဲအန်ဖီလည်းဖြစ်နေရယ်ဂေါ်လေးကပိုင်းရပေါ့နော် ပြန်နေတယ်လို့တော့ရအောင်ပေါ့နော်ဒီရလကောင်းတစ်ခုရအောင်ပြန်နေတယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျ။ Okay ပါကျွန်တော်တို့ပေါ့နော်ဒါ Liverpool က Villa ကိုနိုင်တာသိတော့မဆန်းပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့က Liverpool က Villa ကိုနိုင်လို့ဆိုတော့ကျွန်တော်တို့သိပြီးသားဒီလိုနေထားမှာ Liverpool ကနိုင်အောင်နိုင်တော့မှာပဲ။လိုအချိန်နေမျိုးပေါ့အဲ့တော့သူတို့နိုင်အောင်နိုင်ရမယ့်အချိန်မှာသူတို့ကစားဝါတယ်ပေါ့နော်။အဲ့တော့ဘယ်လိုမျိုးလေးတွေရှိလဲဆိုတော့နိုင်ဝါတဲ့ကောင်မှာအသင်းရဲ့စိတ်ဓာတ်ပိုင်းပေါ့တိုးတက်မှုလေးတော့ရှိသွားတယ်။ ဒါ real နဲ့မတွေ့ခင်မှာဒီလိုမျိုးနိုင်ပွဲရပါတယ်ဒါတကယ်ကိုကောင်းတယ်ပေါ့နော်ဒါဒီပွဲအတွက်သူတို့အသင်းပို့ပြီးတော့အရင်ကစလို့ရှင်တော့ပို့ပြီးတော့စစ်တဲ့ပိုင်းဆိုင်ရာမှာပို့ပြီးတော့အားတက်မှုတွေရှိပါတယ်ဆိုတော့သဘောမျိုးကျွန်တော်တို့ဖြစ်သွားတာပေါ့ရယ်နော်အဲ့ဒီနေ့ပွဲမှာကျွန်တော်တို့ရှိမယ်ဆိုလို့ရှင်တော့အသင်းကစားဝတာလေးလည်းကောင်းတယ်ဒါပေမဲ့ villa ကိုသူတို့လွယ်လွယ်ကူကူနဲ့နိုင်ွားလားဆိုလို့ရှင်တော့လွယ်လွယ်ကူကူနဲ့နိုင်ွားတော့တော့မဟုတ်ဘူး ဒရိုက်ဝဲကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးကအရင်လိုဖြစ်ဖို့ဆိုရင်တော့ဒါပေါ့နော်ကျွန်တော်တို့လိုအပ်ချက်တွေရှိသေးတယ်။အကွဲတော့ပြောရသလိုပေါ့လိုနေတာတွေရှိသေးတယ်ဆိုတော့လီဗာပူးကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အမြင်ကတော့ဘလို့ရှိလဲဆိုအခုဒါရီယဲနဲ့ကစားမယ်ဗျာ။ရီယဲနဲ့ပွဲမှာဒါရလက်ကောင်တို့ကိုယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်လီဗာပူးကအရင်လီဗာပူးပြန်ပြီးတော့ဖြစ်သွားနိုင်တယ်။ အားဆိုတော့ငါတို့လုံနိုင်တယ်ဆိုတော့အစိတ်တစ်ခုပေါ့သူတို့အသင်းစီမှာပြန်ပြီးတော့ရောက်သွားလိမ့်မယ်အဲ့တော့ဒီပွဲစဉ်ကလီဗာပူးအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ခုလို့ပေါ့နော်ကျွန်တော်ကတော့မြင်တယ်အနောက်တစ်ခုကျွန်တော်တို့ရအမြင်တူတဲ့အပိုင်းကပါလဲဆိုတော့ဗီလာနဲ့ပွဲကသုံးသွားတဲ့လူစီးရပေါ့နော်လက်ရှိမှာတန်ရာတွေရှိတယ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့အရန်ကုန်ထိုင်တဲ့နေကစားသမားရှိတယ်ဒီလိုအခြေအနေမျိုးမှာတော့ဒီလူစီးရင်ပဲထုတ်เสียရှိတယ်ဒါပေမဲ့ဒီလူစီးရအကောင်းဆုံးပဲ ်ဒီလူဆင်းကအရင်တော့ကလီဗာပူးသေးရဲ့လူဆင်းလည်းဖြစ်တယ်လို့ကျွန်တော်တို့ပေါ့နော်ဒါပြောလို့ရရတယ်ဒါပြောမယ်ဆိုလို့ကျွန်တော်အထောက်မတော့ကအီကီတီကီတော့မဟုတ်ဘူးပေါ့လေနော်အဲဒါပေမဲ့ဒီလိုပုံစံမျိုးနဲ့သွားပြီးတော့အနိုင်ငယ်လေးဆင်တူတယ်ဒါလူတွေလည်းအနောက်မှာဆိုလို့ရှိရင်ပြောရဲကိုရဲတို့ပြောရဲရောဘတ်ဆန်တို့ပေါ့ပြန်ပါလာတယ်ဒီလိုမျိုးပေါ့အဲဒီအချိန်မှာတော့အရင်လိုပုံစံမျိုးလေးပေါ့နည်းနည်းလေးတော့ပြန်ဖြစ်သွားတယ်လီဗာပူးရဲ့အကောင်းဆုံးအစုဖွဲ့တစ်ခုကတော့လက်ရှိကျွန်တော်ဗီလာနဲ့ပွဲကလူစင်းလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒီရီယယ်နဲ့ပွဲမှာလည်းဒီအတိုင်းပဲ ပွဲထွက်မယ်ဆိုလို့ရှိရင်တော့ဒါကအကောင်းဆုံးတစ်ခုဖြစ်နိုင်တယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကဒီပေါ့ဒီဖီလာနဲ့ပွဲရအနေထားကိုကျွန်တော်တို့ပြန်ကြည့်မယ်အဲ့မှာကျွန်တော်တို့ကအဓိကပြောစရာတစ်ခုရှိတယ်လီဗာပူးကဘာလို့ဖီလာကိုနိုင်ဝါတာလဲဆိုတဲ့အပိုင်းပေါ့နော်ဒါရက်ကူကူနိုင်ဝါလားမဟုတ်ဘူးပွဲစစချင်းမှာဖီလာရဲ့ဖျားပေးမှုတွေသူတို့ခံရတယ်ဖီလာတော်တော်လေးကိုအခွင့်အရေးတွေရခဲ့တာကိုကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ဂိုးတော့မဖြစ်ဘူးပေါ့လေနော်အဲ့ဒီအချိန်မှာဖီလာရဲ့ဘိုးသမားနဲ့အနောက်တန်းနဲ့တစ်ချက်မှားသွားတယ် အဲ့ဒီတစ်ချက်မှားသွားတဲ့အခွင့်အရေးကိုဘယ်သူကအမိရအသုံးချသွားလဲဆိုတော့ဆာလာဆာလာပြောချင်တာကလီဗာပူးမှာခက်ခဲနေပြီဆိုလို့ရှိရင်အဖြေရှာပေးတဲ့ကစားသမားကဆာလာပဲပြီးခဲ့တဲ့တစ်ပတ်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကဆာလာကျနေပါပြီဆိုပြီးတော့ပြောခဲ့တဲ့လီဗာပူးပရိသတ်တွေကိုယ်တိုင် ဗီဒါနဲ့ပွဲမှာနိုင်ဖို့ခက်နေတဲ့အခြေအနေမျိုးမှာဆာလာရဲ့ဂိုးကြောင့်ရဘယ်ပက်ဆက်ဂိုးဆိုတာဖြစ်လာတာကျွန်တော်ပြောချင်တာကဆာလာအဖြစ်ရှာဝေးသွားတာဆာလာရဲ့ပါတနာမှုဆာလာရဲ့နေရာယူမှုဆာလာရဲ့အရေးပါမှုတွေကြောင့်ဖွင့်ဖို့ရသွားပြီးတော့သူတို့အင်းအေးဆေးကျွတ်သွားတယ်အဲ့ဒီဘွဲလုံးဆာလာရဲ့အခြေစွမ်းကိုခြုံကြည့်မယ်ဆိုလို့ရှိရင်လည်းအသေးပေါ်ရအတွက်ပြောတာအခွင့်အရေးဖန်တီးပေးနိုင်တယ်ဆိုတဲ့အနေထားတွေရှိခဲ့တဲ့အခါမှာတော့ဆာလာကိုဝေဖန်တဲ့လီဗာပူးပရိသတ်တွေအနေနဲ့ဆာလာပေါ်အားနာတင့်တယ်လို့ပေါ့နော်ကျွန်တော် ဒါလေးကျွန်တော်ထပ်ပြီးတော့ပြောစင်တယ်ပေါ့နော်နောက်တစ်ခုကအဲ့ဒီ Villa နဲ့ပွဲမှာကျွန်တော်တို့တချီကျူးရမယ်ဒါက Liverpool သင်းရဲ့ဂိုးသမားပေါ့ Liverpool သင်းရဲ့ဂိုးသမားအဲ့ဒီပွဲမှာတော်တော်လေးကောင်းခဲ့တယ်။သူကောင်းလို့ဂိုးမပေးရတာလို့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့ဒီအချိန်မှာဘာသွားပြီးတော့တွေ့ရလဲဆိုတော့သူကောင်းလို့ဂိုးမပေးရတာကသူကောင်းတယ်ဆိုပေမဲ့ လီဗာပူးသင်းရဲ့နောက်တန်းကျတော့လိုအပ်ချက်တွေရှိနေတယ်ဆိုတော့သွားပြီးတော့တွေ့ရတယ်။အဲလီဗာပူးသင်းရဲ့နောက်တန်းကအခုသူတို့ရင်ဆိုင်ရမှာဗီလာပေါ့ရီယယ်ကိုရင်ဆိုင်ရမှာ။အဲတော့အခုထပ်ပို့ပြီးတော့လီဗာပူးသင်းရဲ့နောက်တန်းကကြစ်လက်ဖို့လိုတယ်။မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဘာပေတို့ဘယ်လင်ဂန်တို့ဒါအရှိတတရတာတော့ဒါကန်ဝစ်နေပေးမယ်ဆိုလို့ရှိရင်တော့ပျော်စရာကြီးပေါ့နော်ဖြစ်သွားလိမ့်မယ်ဒီလိုအခြေအနေမျိုးရှိတယ်။အဲတော့ကျွန်တော်ရဲ့အမြင်ကဘယ်လိုလဲဆိုတော့ဒီပွဲမှာရလကအရေးမကြီးဘူးလို့ကျွန်တော်မြင်တယ်။လီဗာပူးဒီပွဲမှာ90ဖြစ်စေတရေဖြစ်စေ ရှုံးနေဖြစ်စေပေါ့အချိန်တန်လို့ရှိရင်လီဗာပူးကချန်ပီယံလိမှာတနောက်ဆင်တက်သွားမှာပဲအဲ့တော့ဒီပွဲမှာရလကအရေးမကြီးဘူးဘာကအရေးကြီးရလဲဆိုတော့လီဗာပူးဆိုတဲ့ဂုံတိတ်ခါလီဗာပူးဆိုတဲ့ဂုံတိတ်ခါ ਨੇ လီဗာပူးဆိုတဲ့နာမည်ပေါ့လက်ရှိမှာဆိုလို့ရှိရင်ရှုံးပွဲတွေအများကြီးများနေတယ်နိုင်ငံတော်ပြန်ရထားတယ်ဒီတော့နိုင်ဒီတော့ပြောမှဆိုလို့ရလက်ကောင်းတဲ့ရှေ့ဆက်ဖို့လိုတယ်အဲ့တော့အသင်းရဲ့နာမည်နဲ့အသင်းရဲ့ဂုဏ်သိက္ခာအတွက်ကစားမဲ့ပွဲလို့ကျွန်တော်ကတော့လီဗာပူးနဲ့ဘုနော်ဒီပွဲပေါ်လီဗာပူးကိုကျွန်တော်မြင်တယ်နိုင်နိုင်ရှုံးရှုံးအရေးမကြီးဘူးအသင်းရဲ့ဂုဏ်သိက္ခာပေါ့ အသင်းတော်ကစားပွဲပွဲစံပွဲလို့ပဲကျွန်တော်ကတော့မြင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဝင်းကွင်းက Real ကိုသွားမယ်။ Real ကတော့တော်တော်ကောင်းနေတဲ့အသင်းလို့ပြောလို့ရပါတယ်။ Real ကြောင့်လည်းပြောပြမှာပေါ့။ Real မတဲ့အသင်းကကြတော့ဒီဇာဘီလောဆိုလက်ထက်မှာဒီပြောင်းလဲမှုလေးနေတော့မြင်ရတယ်။ဘာမားတွေကလည်းဘယ်သူမှမစိုးအောင်ထိုင်ရမယ်ဆိုတဲ့အသည့်မျိုးရှိတဲ့အခါမှာကြတော့အဲဘောလုံးကအိုင်အွန်ဆိုက်ပြီးကစားလာတယ်နော်။ဒီ Venetian Junior တို့ဘာလို့ကစား အရင်လိုမျိုးတည်မလားသူတို့လုံးချင်တိုင်းမလုံးတော့ဘူးဒီပြောက်ပြန်ပြီးတော့ကြည်လာတယ်အတင်းပေါ်ရင်းနဲ့ပြန်ပြီးတော့တွဲကစားလာတယ်ပေါ့နော်တော်တော်လေးကြိုးစားကစားလာတာမများပါနဲ့အဲဒီရမနေကပတ်သက်ပြီးတော့သူတို့ရခွန်းလေပိုင်းအောင်တော့ဖြစ်မနေတော့ပြောရလိမ့်မယ်ခွန်းလေကကျတော့ဟဲကစားရှိရတစ်ခါခွန်းလေကဘလောက်ကောင်းကောင်းသူကအဲ့ခွန်းလေကိုလုံးဝမလျှော့ဘူးနားမသေးပဲကစားပြနိုင်တယ်ရှိတယ် present လည်းကောင်းဒါပေမဲ့ဒီခွန်းလေမှာကျတော့ဒီတံပိုးထင်းပြီးတော့ဘောတော့ခတ်ပြီးမယ်ခွန်းလေလိုမျိုးတော့လိုရတယ်လိုရတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့အမြင်ပါ အဲနောက်တစ်ခုကျတော့ real market ကကျတော့ဒီတက်စစ်ကိုသွားရင်လေဆိုတော့ကိုယ်ကလေလေရသွားရတဲ့ဆိုင်တောင်မှဘက်ကိုရင်းပြီးတော့သွားတယ်။ဘယ်လင်ကတော့အတာကူလာတို့ကိုလည်းဘယ်လင်ကတော့အတာကူလာတို့ကလည်းအဲ့လိုပုံစံမျိုးပဲသူတို့ကရင်းပြီးတော့တောင်မှတစ်ဖက်ကိုရင်းပြီးတော့ light shape ပြီးတော့သွားတာမျိုးရှိရဲ့ဗျာ။အဲ့တော့တောင်မှတစ်ဖက်ကိုလည်း overload တည်ပြီးတော့ပိတ်တာမျိုးပေါ့။ဒီ debug တင်းကလုတ်လာမယ်ဆိုရင်အဲ real market တင်းနဲ့ခက်ခဲနိုင်တယ်ပေါ့။အဲမျိုးကကျွန်တော်တို့ဒီထားမိရဲ့။နောက်တစ်ခုကျတော့ဒီ real market ကဒီ temperature တွေကိုတားဆီးတဲ့အပိုင်းမှာလည်းငယ်ငယ်အားလိုက်တဲ့တွေလည်းရှိတယ်။ဒါ temperature ဖားစီရဲ့ဘိုင်အားနေချက်ရှိတာဟိုဒီအရင်ပွဲတွေမှာလည်းမြင်တော့မြင်ရတယ်ခါဂိုးတော့မပေးရတာလည်းရှိတယ်ဒါနဲ့ဒါအားနေချက်လေးတွေတော့ကျွန်တော်တို့မြင်ရတယ်နောက်တစ်ခုကျတော့ဝီယမ်မတ်ရဲ့တင်းရဲ့နောက်ခံလူတွေကအမြင်ဘောတွေအတွက် ready ဖြစ်ပြီလားပေါ့အဲ့ဒါဒီကိုမတ်ရစ်နဲ့ပွဲမှာလည်းတို့တွေအမြင်ဘောတွေနဲ့ပဲခံစားခဲ့ရတယ်အဲ့မဲ့ဂျာရဲရပေါ်ရင်မှာအဲ့လိုလိုအမြင်ပေါ်တွေနဲ့ဘုံမပစ်ရဘူးဆိုပေမဲ့တကယ်ရောလူကပါဖြစ်ပြီလားဟောကျွန်တော်စိတ်ဝင်စားတယ်အမြင်ပေါ်ဆိုတာဒီလိုမျိုးခေါင်းတိုက်ပေါ်တွေလည်းပြောတာမဟုတ်ဘူးလိုက်တင်လေးမှပေးရအလုံးလေးတွေ ဘိုင်ယိုလေးရေပေါ့နော်ဒီဒီပြောရအောင် swing cross လေးတွေ robertson တို့ဒီဆာလာတို့ကအဲ့လိုမျိုးကောင်းကောင်းလေးလုပ်တဲ့တွေအဲ့ဒီလုံးလေးကိုကျွန်တော်ဒီဒီရမတဲ့တနေ့နဲ့တားဆီးနိုင်ပြီလားပေါ့ဒါမျိုးတော့ကျွန်တော်ကစိတ်ဝင်စားတယ်အခုကျတော့ဇာပြီးတော့ဒီ liverpool နဲ့ liverpool နဲ့ကံမဲ့ပေါ်မှာဘယ်လိုမျိုးပေါ်ဖဲရေတုံးလာမလဲပေါ့လေ့ကျင့်ရအောင်မှဒီလေ့ကျင့်ခွဲမှာစသူတို့ရေ့ကျင့်ခွဲမှာစပြီးတော့မှ review လာမှာအဲ့လိုလုပ်ထားတဲ့ဆိုတော့ပုံစံမျိုးဆိုတော့လေအဓိကတော့ဒီ ဗီယမုတ်တင်းကအတလီကိုမက်ထရစ်ကိုရှင်းပြနေပါတယ်ကရက်လက်တွေကောင်းနေရက်လက်တွေရမ်းကောင်းနေတဲ့အတင်းကဒီပြန်ပြီးတော့ကြရတဲ့ဆိုတော့ပုံစံမျိုးလေးလည်းရှိရပါတော့ဒီဒီမှာဦးနဲ့တွေ့တယ်ဒီကကရမ်းကောင်းနေရေဘွားဘူးကိုနိုင်သွားမလားပေါ့အဲ့လိုမျိုးလွယ်ကူကြီးဖြစ်နေမှာလို့ကျွန်တော်သိတော့ဘလို့လားပေါ့နော်ဒါကြောင့်မလို့ဒီပွဲကတော့ပွဲကောင်းတဲ့ပွဲဖြစ်နေမယ်လို့ကျွန်တော်ထင်တယ်ဗီယမုတ်တင်းကလည်းသူတို့ကောင်းနေတဲ့ရှင်ကိုဆက်သွားနိုင်ဖို့ကြိုးစားမယ်လို့ကျွန်တော်မြင်ပါတယ် โอเคပါကျွန်တော်ပေါ့เนาะဒါရီရဲကတော်တော်ကောင်းနေရလို့ပဲပြောမှာပဲပေါ့เนาะဒါဒီပုံတိုင်းကိုသာဆက်ပြီးထိမဲ့ဆိုလို့ကျွန်တော်ဒီရသည်ဒါလာလီကာတော့ရီရဲရလိမ့်မယ်ဒါစောစီးပဲပြောလို့ရပါတယ်ဒီလိုအချိန်နေပြောတာမှာရှိပါတယ်ပေါ့เนาะဒါပြိုင်ပွဲဆိုပါဆိုလို့ရှိရင်လေဒါနောက်ဆုံး6ပွဲဆက်တိုင်ပေါ့เนาะနိုင်ထားတယ်ဒါအလုံးစိုးရဲ့လက်ထက်မှာဆိုလို့ရှိရင်အသင်းကဘယ်လိုဖြစ်လာလဲဆိုတော့တူးချင်းအပြင်အသင်းလိုက်ကောင်းတဲ့အနေထားလေးလည်းဖြစ်လာတယ်နော်နောက်တစ်ခုကကျတော့ဒါပေါ့ရီယယ်ကစားသမားဟောင်းဒါလီဗာပူးကစားသမားဟောင်း အလွန်ဆိုပေါ့နော်ဒါအလွန်ဆိုတာဒီပြနေနဲ့ MPO ပြန်လာမယ်အနေထားကလည်းဒါကျွန်တော်တို့ပေါ့နော်ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတွေလို့ပေါ့နော်ဒါကျွန်တော်တို့ပြောလို့ရတယ်အရေးရဲ့တူးချင်းပေါ့ရင်းထဲကတူးချင်းကတော့ real ဆိုတာနဲ့ကောင်းပြီသားပါအများကြီးပြောစရာမလိုဘူး buffet finisherer belegan ပေါ့ရနော်ဒါ chance တစ်ချိန်တောင်မှပြေးလို့မရတဲ့ကစားသမားတွေပေါ့နော်အခွင့်အရေးပြေးလို့မရဘူးနောက်တစ်ခုဒီရသည်မှာဆိုလို့ရှိရင်တော့ဘယ်လိုဖြစ်ပါကျွန်တော်တို့အာတာဂူလာကိုတော့ပြောရမယ်အာတာဂူလာကအများကြီးဖြစ်နိုင်တဲ့လူဆိုပြီးတော့ကျွန်တော်တို့တွေကဒါ ယူဆပြီးသားအခုဆိုလို့ရှိရင်သူ့ကြောင့်ဘာဖြစ်လာလဲကျန်တဲ့ကစားသမားတွေဒါတရားလို့တွေပိုရလာတဲ့အပိုင်းလေးတွေလည်းရှိလာတယ်ပေါ့နော်ဒါသူ့ရဲ့ရီးရဲမှာအရေးပါလာမှုကိုလည်းကျွန်တော်တို့မိထားလို့တော့မရဘူးပြောမဆိုလို့ရှိရင်တနည်းလေးတော့စစ်စောမိုက်တင်ငင်မှုလေးတော့လိုအပ်ချက်လေးရှိနေသေးတယ်ဆိုပေမဲ့ဒါပြောမဆိုတော့ဒီလောက်ထိကစားနိုင်တာပဲအဘကူလာကျွန်တော်တို့ပေါ့နော်ဒါကောင်းတယ်လို့ကျွန်တော်တို့ပြောရမယ်ပေါ့နော်ဒါဒီညမှာတော့ဒါကိုရဲတို့နဲ့ကျွန်တော်တို့တူပါပဲကိုရဲတို့ပြောရပါတယ်ဒါရက်လက်တွေကောင်းတဲ့အသင်ကရက်လက်တွေပြန်ကျတက်တယ်ဆိုတဲ့အပိုင်းရှိတယ်အဲဒီဘက်ကတော့ဒီဘက်မှာလည်း จิตတဲ့လည်းကျွန်တော်ထင်တယ်ဒါဘောလုံးမှာကဒါတွေကတော်တော်လေးကိုဖြစ်တဲ့ဖြစ်တာရှိတာဟုတ်ဒါဒီအသင်းအရန်ကောင်းနေရဆိုတာနဲ့ပဲဒါတော်တော်စင်မှာအသိအစင်ပြေးတဲ့အသင်းကိုအလွယ်တကူနိုင်သွားရဆိုတော့ဘောလုံးကအဲ့လိုဒီမယိုးရှင်းဘူးပြကျွန်တော်ဒါတော့လည်းပြောစင်လဲကျွန်တော်မြင်နေလဲကြိုးလေးပြောတာရှိတယ်ဒါကောင်းလို့အချင်းနဲ့ရှုံးသွားတတ်တယ်ရှုံးနိုင်ရရန်ဆက်နေပြီဆိုလို့ရှိရင်လည်းနိုင်သွားတတ်တယ်အဲဒီလိုနေထားလေးရလဲဘောလုံးမှာရှိတာဟုတ်အဲ့တော့ဒီနေရာမှာပေါ့နော်ဒါ MV ပေါ့ဗျ MV ပေါ့ ခံပြီးမှဘယ်သင်းရမှအောက်ကဆိုဘာမှလာလို့လို့မရဘူးဆိုတော့အနေထားတစ်ခုပေါ့နော်ဒါလီဗာပူးအားဖြင့်သူဘရိတ်တရီတော်တော်များပြောပေမဲ့ real နဲ့ရှင်းလိုက်မယ်ဆိုတော့ကျွန်တော်အဲစကားကြီးကအမှားကြီးလို့ပြောလို့ရတယ်ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင် AMV မှာပေါ့နော်ဒါ real နဲ့ Liverpool ရဲ့နောက်ဆုံးသစ်ဆုံးမှု90ကိုကြည့်လိုက်တဲ့အခါမှာ real တပွဲပဲရှုံးလာတယ်၃ပွဲထိနိုင်တယ်တပွဲတည်ရကြတယ်ဆိုတဲ့အခါမှာပြောမယ်ဆိုလို့ရှိရင်တော့ ဒါ MV မှာရက်လက်ကောင်းအောင်ကစားတက်တဲ့တကယ်ကိုရှာရှာပပအသင်းဆိုလို့ရှိရင်တော့အဲ့ဒီအသင်းက real ပဲတခြားဘယ်အသင်းပဲလာလား MV ကအရင်ခက်ခဲရဆိုပေမဲ့ real အတွက် MV ကတော့အဲ့လောက်ထိမခက်ခဲဘူးဒါပြီးခဲ့တဲ့နှစ်ကတပွဲပဲရှုံးထားတဲ့အနေထားတော့တွေ့ရတယ်ဂျန်နက်နှစ်တွေမှာဆိုရင် MV လာပြီးတော့ရက်လက်ကောင်းယူပါတယ်အဲ့ဒါအပြင် real နဲ့ liverpool နဲ့တွေ့တဲ့ပွဲတွေကိုကျွန်တော်တို့ကကြီးလိုက်မယ်ဆိုလို့ရှိရင် real ကပဲအမြဲတမ်းရက်လက်ကောင်းတွေတော်တော်ယူနေတာလို့ကျွန်တော်သွားပြီးတော့တွေ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့ကဒီအချက်ကိုတော့လုံးဝ မေ့ထားလို့မရဘူးဒါဒီမှာဆိုလို့ရှိရင် real မှာဗာအဓိကကြလဲ ministry ကတိုးမယ် ministry ရဲ့တိုးအားနဲ့ liverpool ရဲ့ညာမှာညာချမ်းမှာဆိုလို့ရှိရင် bradley ရှိမယ်ပေါ့ဗျာ bradley က glory ထိမ့်ချုပ်နိုင်မလဲအဲနေပြီးတော့ goal area တွေကိုဘောလုံးတွေရောက်လာမယ်ဘာပဲအဆင်သင့်ရှိနေတယ်လက်ရှိ liverpool ရဲ့အစနာပညာကလည်းအရင်အစဉ်ပြေတာမဟုတ်ဘူးဒီလိုမျိုးပဲလေဘဘူးရဲ့ကိုသမားကလည်းကျွန်တော်အရင်စိတ်ချရတယ်ကိုသမားမဟုတ်ဘူးဒီအချိန်မှာအရှိမရှိနေတာကဘာပေဆိုတဲ့အနေထားမှာတော့ လီဗာပူးတိုက်တော့မလွယ်တဲ့အပိုင်းလေးတော့ရှိတယ်။ဗီနစ်ဆရယ်နဲ့ဘာပေတို့ရဲ့ဒီတိုက်စစ်နှစ်ယောက်ကိုတော့ဒါဒီပွဲမှာတော့ရီရဲ့အတွက်ဘာလို့ပြမလဲ။အန်ဖီမှာသူတို့ဘာရေလုံနိုင်မလဲဆိုတော့တော့ကျွန်တော်တို့စိတ်ဝင်စားပါတယ်။အဲ့တော့ဒါရီယဲရဲ့အန်ဖီကွင်အချက်လက်ကတော့အားရစရာလေးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါဒီဘောဆက်ရဲ့ကိုရဲလက်ခံမနဲ့ဘက်ကိုသွားခြင်းနဲ့လီဗာပူးနဲ့ရီယဲချန်ပီယံလိဂ်တကယ်လို့ချန်ပီယံလိဂ်မှာအစင်လာကြီးရဲ့အသင်းအသင်းရဲ့ပွဲစမှာချန်ပီယံလိဂ်မှာဘယ်လိုရလက်ကောင်းတစားမလဲဆိုတာသိရအသင်းအသင်းရဲ့ပွဲစဉ်လေးဖြစ်ပါတယ်အဲ့တော့ကိုရဲတို့ကိုရဲလက်လေးခံမပေးပါဘူး အဲကျွန်တော်တော်တော်လေးဟိုမှာဒီရတော့ဖြစ်တယ်ဗျဒီဟုတ်ကဲ့ငယ်သိအောင်ဒီရမလဲဆိုတဲ့အပိုင်းပေါ့နော်တော်လေးဟိုမှာဒီရဖြစ်တယ်ကျွန်တော်ကတော့ဒီပုံမှန်အားဖြင့်ဆိုရင်တော့ဒီတီလို့ပဲကျွန်တော်ကတော့ပြောမှာပေါ့နော်ဒါပေမဲ့လည်းဒီပွဲစဉ်မှာတော့ကျွန်တော်နည်းနည်းလေးတော့စွန့်စားလိုက်မယ်အဲ့တော့ VA ကိုကျွန်တော်ရွေးပါတယ် VA နိုင်လိမ့်မယ်ပေါ့နော်လီဗာပူးကို VA 1 2လောက်နဲ့နိုင်ရရှိပါမယ်လို့ကျွန်တော်ခန့်မှန်းလိုက်ပါတယ် โอเคပါကျွန်တော်ကတော့ဒါဒီပွဲอ่ะเนาะဒါဖြိုပြင်းမှုစံပြီးတော့အပြန်လှန်သွင်းဖို့ရည်မြင်ရမလားဆိုတဲ့အပိုင်းကိုကျွန်တော်တွေးရပေါ့เนาะရီးရဲ့နိုင်ွားမယ်ဆိုလို့ရှိရင်လည်းရီးရဲ့အရင်ကောင်းလောကကြီးဝတ်ပေါ့ပေါ့เนาะဒီလိုအပိုင်းရှိပဲလီဗာပူးရှုံးွားမယ်ဆိုလို့ရှိရင်လည်းလီဗာပူးကပြီးခဲ့တဲ့တစ်ပတ်ကမှနိုင်ခါဒီတစ်ပတ်ရှုံးနေဆိုလို့ရှိရင်လည်းလီဗာပူးပြည်သက်တွေတော်တော်လေးပြန်ပြီးတော့ပြောခံရလိမ့်မယ်ဒီလိုအပိုင်းရှိရင်နောက်တစ်ခါကျတော့အန်ဖီမှာရှုံးနေဆိုလို့ရှိရင်လည်းအန်ဖီနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ကြောင်ကြောင်ခံရနိုင်တာလေးလည်းရှိနိုင်တယ်ပေါ့เนาะအဲ့တော့လီဗာပူးသင်း ပရိသတ်တွေဘက်ကအလုပ်တွေးကြည့်မယ်ဒါဆိုလီဗာပူးအသင်းဘက်ကနေတွေးကြည့်မယ်ဆိုလို့ရှိရင်လေလီဗာပူးအသင်းကလည်းအန်ဖီမှာရှုံးလာနေလေးများတယ်ပြီအဲ့ဒီပွဲဆိုမှာတော့လုံးဝရှုံးချင်မှာမဟုတ်ဘူးပြတိုင်ဘက်ကရီယဲဖြစ်နေတော့လေပို့ပြီးတော့ဆိုးတာပေါ့နော်အဲ့တော့လီဗာပူးကလည်းဒီဘက်မှာတော့သူတို့ရက်လက်ကောင်းရရှိအောင်တော်တော်လေးကိုကစားလိုက်မယ်ကျွန်တော်ပြောသလိုပေါ့ရက်မှတ်တွေကအရေးမကြီးဘူးရက်လက်နဲ့ပြောမစလို့ရှိရင်တော့နာမည်နဲ့အသင်းရဲ့ဂုဏ်သိက္ခာပိုင်းကပို့ပြီးအရေးကြီးရလို့တင်တယ်အချိန်ကျရင်တော့ရီယယ်ရောလီဗာပူးကနှစ်သင်းလုံးချန်ပီယံလိမှာနောက်ဆက်တက်ပါပဲဒါအများကြီးပြောစရာမလိုအဲ့တော့ကျွန်တော်ကတော့ဒီဘက်မှာအပြန်လက်သွင်းဖို့လေးသွားမယ်တင်တယ် တေးရလက်ကိုပုံကြိုက်တယ်ကျွန်တော်ကလီဗာပူးနဲ့ရီရဲ့တစ်ဖက်နှစ်ကိုးစီနဲ့ပေါ့နော်ဒါတေးကြသွားမယ်လို့ကျွန်တော်ကတော့ခံမှန်းထားပါတယ်အဲ့တော့ဒါပေါ့နော်ဒါကျွန်တော်တို့ the premise ပေါ်ရဲ့ဒါပေါ့နော်ဒါလီဗာပူးနဲ့ရီရဲ့ဖွဲ့ချုပ်သွားချက်အစီအစဉ်ကတော့တော့ပါပဲအချိန်တစ်ခုပေးပြီးတော့ကျွန်တော်နဲ့သုံးသပ်ပေးခဲ့တဲ့ကိုရဲဟောင်းလေးကျေးဇူးတင်ပါတယ်အချိန်တစ်ခုပေးပြီးတော့ဒါပေါ့နော်ကျွန်တော်ညောရဲ့သုံးသပ်ချက်ကိုကြည့်ပေးခဲ့တဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဒါအခုဒီနေ့ရဲ့အပိုင်းကိုတော့ဒီနေရာမှာပဲရှင်းသားမယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်